ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာလဲကျွန်တော်တို့ရဲ့ညဘောင်တော်မတွေကိုဆရာဖိုးကျော်ရေးတာတယ်တန်တရာဆုံးပြီနေ့နေ့အခြားဝိထုများအစားအုံးမှာ၃နှစ်လေးလို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ၃နှစ်လေးကျွန်တော်အလောက်ကအိမ်တို့ပြန်ရောက်လာတော့အခါဘိုးနီဒီခါတိုင်းနေများလို့ကျွန်တော်အာမလို့မုံထားသောမျက်လုံးနီနီကြီးပြင်စိုက်ကြည့်နေသည်ကိုယနေ့နိုင်မတွေ့ရပါဘူး ခါတိုင်းနေမြကျွန်တော်အလုတ်ကအိမ်တို့ပြန်လာပြီဆိုလေဘိုးနေသည်ကျွန်တော်အားမလိုမုန်းထားသောမျက်လုံးအစုံဖြင့်အမဲစည်းဂျူစိုက်ကြည့်နေတတ်သည်ဤနေ့၌ကဘိုးနေသည်ကျွန်တော်အားတချက်မျှပင်လက်မကြည့်ဘဲသူ့နေရာ၌သာခွေခွေကလေးအိတ်နေ၏အမှန်မှာဘိုးနေသည်ကျွန်တော်အားကြည့်သည်ဖြစ်စေမကြည့်သည်ဖြစ်စေကျွန်တော်ကဘိုးနေကိုအရေးလောက်သူမဟုတ်ဘိုးနေနှင့်ကျွန်တော်မှာတဦးမျက်နာတဦးစစ်စစ်ဆိုင်ဆိုင်ကြည့်ကြသည်ဟုလည်းမရှိအကယ်၍မလွဲမသားမချောင်သာ၏ ကြီးမိကြပြန်တော့လေမလိုမုံထားခြင်းဆက်ဆုပ်ယွံချခြင်းဒေါသမံမာနထွက်ခြင်းတူးဘောတူးအပြစ်ချလိုခြင်းစသည်အာဃာရတရားတို့နှင့်သာ ကြီးမိကြသည်မို့ဘူနီနှင့်ကျွန်တော်မှာတဆောင်းစင်းနှင့် မျက်ရှိပမာတာထို့ကြောင့်လဲကျွန်တော်ဒီဘူနီကိုဂယုမဆိုင်ပဲအလောက်တွင်တင်ပင်မနွမ်းနေလာတဲ့မြကိုအိမ်ရောက်ပက်လက်ကလေးထိုင်ပေါ်တွင်ထိုင်ကအမောပြေရွှေ့တိတ်နေမိသည်အတော်ကလေးကြာသောအခါကျွန်တော်ဇနီးမာကား ထမင်းခုခတ်ပေးပြီးဖြစ်ကြောင်းလာပြောတဲ့ပြင်တအိမ်သားလုံးထမင်းဝိုင်းစားကြပြီဆိုလည်းဘူနီဒီမာဤအဖေအမေနှစ်ယောက်ကြားတွင်သူ့အတွေ့တိတက်ပြင်ဆင်ထားသော ခုံအောက်ကထမင်းပွဲနာသူမခေါ်ပြည့်ရေရောက်လာပြီးထမင်းကိုအခန့်သာမရေချက်ရေဝင်စားတတ်သည်ဤနှစ်ထမင်းဝိုင်းမှာလူဆုံမီဖြစ်တော်လဲဘူနီကပေါ်မလာသည်ဘူနီအတွက်ဟုလည်းခါတိုင်းနေများလို့ထမင်းပွဲတိတက်ပြင်ဆင်ထားသည်ကိုမတွေ့ရသဖြင့် ျွန်တော်ဒီဘုံဤအရာဘတ်တို့မျက်မှောင်တစ်ချက်ကြုံရကြည့်လိုက်ပြီဘုံဤကတုတ်တုတ်မြပြန်မလို့သူ့အရာ၌ညင်ရတာအိတ်နေဒီနေ့ဘုံဘုံဤနေသိမ့်မကောင်းဘူးကိုမာတို့နေ့လေကအင်းစိန်စေးုံကဆေးသွပြရသေးတယ်ဆရာဝန်ကဆေးထိုးပေးလိုက်လို့ခုလောက်တက်တာနေတာကျွန်တော်ဒီမကြည်စဘူးဘုံဤဘတ်တို့တစ်ချက်ဆွေကြည့်လိုက်တဲ့ဖြင့်အလိုက်တိတတ်သောမာကဘုံဤနေမကောင်းချောင်းပြောသည်ဘုံဤနေပတ်သက်လာလျင်ကျွန်တော်မှာ မတိလိုက်မတိပါတာနေတတ်သည်ထမင်းစားကြပြီးဖြစ်၍ညာအိယာဝင်ကြသည်အထိဘိုနီဘာဖြစ်နေသည်ဆိုတာကျွန်တော်မမေးပြီမာနှင့်မာအဖေမေတို့ကတော့ဘိုနီအနားမှာပင်တရေဝဲဝဲလုပ်နေကြသည်ညာအိခန်းဤတွင် မာနှင့်အဖေမေတို့သည်ဘိုနီအားဆရာဝန်ပေးလိုက်သောဆေးကိုတိုက်ကြသည်ဘိုနီသည်ဆေးမတောက်လို့တဲ့ဖြင့်ဝူဝဝအော်ညင်းနေတဲ့ကိုကျွန်တော်အိယာပေါ်ကကြားနေရသည် ဝေဒနာကြောင့်ဝူဝဝအော်နေသောအတန်ကိုကြားနေရပြန်တော့ ကျွန်တော်မုံဒီနေသောဗိုလ်နီအကြောင်းတို့ပြီးစိတ်အတွေးအစာလည်းဝင်ရောက်သွားမိပြန်၏အစကပင်ရေးရမည်ဆိုလည်းမာနှင့်ကျွန်တော်မှာလူငယ်တို့ဘဝချစ်ကြိုက်မိပါသည်မာကိုကျွန်တော်ကခိုးပြေးလာ၍တပတ်လောက်အကြာမှာမအဖေအမေတို့ကိုကြည်အေးရာကြည်အေးချောင်းတောင်းပန်ဝင်ရှာ၍မိသားဖာသားပြပြီးမကိုပြန်အံ့ရသည်ထိုနေ့ကအိမ်ပေါ်သို့တက်လာကြသောကျွန်တော်တို့အပေါင်းအပါအဖော်များအားဘိုနီအစိမ့်လိုက်ဝါးဝါးစားပြစ်ခြင်းသောမျက်လုံးနီနီကြီးဖြင့်စိုက်ကြည့်၍ တောင်းအောင်ဟောင်းဟောင်းနေတော့ဤဤနေ့ကစ၍ဘုံဤနေ့ကျွန်တော်ရန်စပြိုးခဲ့ကြသည်ဟုဆိုရချိန်မီကျွန်တော်တို့ကိုစိုက်ကြည့်၍တောင်းအောင်ဟောင်းဟောင်းနေသောဘုံဤဟာဟေးဘိုးဘိုးဟုမာကအတန်ပေးလိုက်မှာဘုံဤသည်ကျွန်တော်တို့အားစိုက်ကြည့်၍ဟောင်းမနေတော့ပဲတပတ်ကျော်လောက်ပျောက်နေသောသူ့တခင်မမစီသူပြေးပြီးမာဤရှိတဲ့လုံးကိုမနာတနာခဲ့ပြီးအမိကလေးတနှက်နှက်နှင့်ကြည်စဲကလူနှုတ်ဆက်လာသည် ဤဒီတော့မှာဘူနီဤသဘောကိုပထမဦးဆုံးကျွန်တော်တွေးမိခြင်းပဲမာနေ့ကျွန်တော်လူသိချင်းကြားမင်္ဂလာဆောင်လက်ထပ်ပြီးကြတော့အခါကျွန်တော်မှာမာတို့အိမ်၌ပင် နေရလေသည်နေကင်းနေ့လဲမာအနာကိုကျွန်တော်တွားကပ်၍ညာကစဇနီးမောင်နှံတို့ဤတဘာဝအတိုင်းမာအာကျွန်တော်ကဖတ်လာနန်းလာဆွဲလာလောက်လေပထမတရက်နှစ်ရက်တွင်ဘူနီသည်ကျွန်တော်အားလိုက်၍ပင်ကြိုက်တတ်သည်အမြေကလုံး၍၃လေးခါရိုက်တော့မှဘူနီကမကရဲတော့ဘူး မအနာကိုကျွန်တော်ကတ်သွားလိုက်ရင်ရိုက်မှာဆို၍လိုက်မကိုက်ဝင်တော့လေမနီမဝဲကစောင်းချောက်ထိုင်ပြီးစူးစမ်းသောမျက်လုံးနေမြကြီးပြင်စိုက်ကြည့်ကတောင်းအောင်အောင်ဟောင်နေတတ်သည်ထို့နောက်ဘုံနီးချင်းပါဆိုလျင်ကျွန်တော်ဒီမအနာကိုပဲရရတနေမကတ်ဝင်ဖြစ်ခဲ့ရသည်မကိုမှုမွေးပေးနေတော့နောက်ကနေဘုံနီးလာဆွဲမှာကိုလည်းစိုးကြောက်နေရသည်မဟုတ်ပါလားမကတော့ဒီအတိုင်းပင်သဘောကျ၍တခိခိရင်နေတတ်သည်ကျွန်တော်ကတော့ ခွေးဆိုးရံကတမောင်ပြောင်းညကစားဇနီးမယားလေးအနာကိုကတ်ရသည်မှာစံတော်စနင်းဖြစ်ခဲ့ရလေသည်ကိုကဘုန်းကြီးကိုဗာမှတ်တယ်လေဘုန်းကြီးကလူထက်တောင်တိတက်တာကိုရမအနာကိုကြီးကတ်ကတ်နေတော့ဘုန်းကြီးကမျက်စိချက်တာပေါ့အဲ့ဒါကြောင့်ဘုန်းကြီးကကိုကိုကို လိုက်လိုက်ကြိုက်နေတာဖြစ်မှာဘုန်းကြီးမိတော့ခွေးစလိုက်တယ်မာပြောသလိုတကယ်ပင်မျက်စိချက်တတ်လေသလားဟိုကျွန်တော်မှတန်တရားဖြစ်မိသည် အမွှေးဆုပ်ဖွားနှင့်မျက်နာဖြူဘိုးအိမ်များတထေးတကြွယ်မျက်နှာကြီးလူကုန်တန်းများဆိုသောငွေချင်းကြီးချင်းဒဏ္ဍချင်းများသာ မွေးစားနိုင်သောဤခွေးသည် မာပြောသလိုတကယ်တိတက်လိမ္မာတက်လုံးပါကလားဟုကျွန်တော်စိတ်ထဲမှာစီကျူးစီကျူးနေမိလေသည်အေးကွာမာတို့အိမ်ကခွေးဟာတိတက်လိမ္မာတက်တာတော့တကယ်ပဲမာရဲ့ဒါပေမဲ့အင်းဒါပေမဲ့ဘာဖြစ်လို့လဲကိုမအကိုများဘုံနီကပို့နေသလားလို့ပါ ကျွန်တော်ကအတီပြောတီကိုမာကသဘောကျပြီတခိခိရည်သည်ဟုတ်တယ်ကိုဘုံဒီကမာကိုပိုးနေတာ မာကိုနဲ့လိုက်ပြေးသွားတော့ဘုံဒီကမာပြောက်သွားလို့စိတ်ပြုံမနေတဲ့မိုးလင်းရင်မာကိုသူကနေ့စဉ်လိုက်ချနေတယ်လို့လည်းအမေကပြောတယ်ကျွန်တော်မှမာပြောတဲ့မြောက်ကိုသာကောင်းကျိတ်နေရည်မာတို့အိမ်ရောက်၍ဘုံဒီကိုလက်ပေါ်တတိနေရလေဘုံဒီကိုကျွန်တော်အံ့ဩရလေပြီ ဘုန်ဒီကိုမုံတိနေသူအလိုမကျဖြစ်နေသူဆို၍ဤအိမ်တွင်ကျွန်တော်တယောက်သာရှိလေသည်။မာနှင့်မအဖေမေတို့ကတော့ဘုန်ဒီကိုအလိုချစ်ကြသည်။ဘုန်ဒီဆိုလျင်ကျွန်တော်ထပ်ပင်အေးပေးအလိုလိုက်ကြသည်ဟုထင်သည်။မနတ်ထကော်ဖီတောက်ကြလျင်ကျွန်တော်နှင့်မာတို့မှာဆယ်ပြားတန်နံပြားတစ်ချက်ကြီးကိုသာဆားရတော်လေ။ဘုန်ဒီကနိုးပြပြတစ်ခွက်နှင့်ကိတ်မုတ်တုံးတစ်ချက်ကိုဆားရသည်။တနေ့ကိုဆက်ပြမွေးနှင့်ရေနှခါချိုးပင်နေရသောဘုန်ဒီနှင့်စားတော် အလုံးမအားလိုက်၍ဆက်ပြတိုက်ကဇိမ်ပင်နေပြေရေရှိုးရံကိုပင်အချိန်မရတော့ကျွန်တော်ကအေးနေချုံနေရပြန်သည်နေကင်းနေလဲတရေစာစားကြလျင်လဲဘိုးနီကိုအမြဲကြွရသည် ကျွန်တော်မှနေကင်းနေလဲဆို၍တနင်းကုန်နေနေမှတပါအရှားနေများတွင်ဘိုးနီလိုအိမ်၌ဇိမ်နှင့်နေရသူတယောက်မဟုတ်ပေကုံကုံပြောရလျင်မအဖေအမေတို့သည် ညမနက်စာဟင်းလျာဝေယာ၌ပင်ဘိုနီကြိုက်တတ်သောအသားငါးမျိုးကိုသာရွေးရွယ်ဝယ်ယူတတ်လေရှိသည်တနစ်တလေအသားငါးရှားပါ၍ကျွန်တော်တို့ကလည်းပဲရှင်ရင်ဟင်းဖြင့်ချက်စားကြရလျင်ဘိုနီအတွက်ထုံနေပြတ္တနာဖြစ်သည်ဘိုနီကကလားဟင်ရှင်ရင်ဟင်းစသည်တို့နှင့်စားသူမဟုတ်သူသည်အနောက်နိုင်ငံမှမျိုးဆက်ချက်လာသူဖြစ်မှုမဟာမြမာတို့၏အစားအစာကိုသူကမကြိုက်ထို့အခါဘိုနီအတွက်နှင့် ထမင်းစားနေရင်တန်လန်းကမအမေဤခိုင်းစေချက်အရာကျွန်တော်ကလမ်းထိပ်တရုတ်ဆိုင်သို့သွား၍ငါးတက်တာပြေးဝယ်ပြီးဘုံဤကိုကျွေးရသည်ဘုံဤစားပြီး၍ကြံမှကျွန်တော်တို့ကစားရကြသည်ငါးတက်တာမှာရှားပါလာသောအခါဘုံဤညမနက်စာအတွက်ငဲ့ရသည်မို့ငါးတက်တာဟင်းကိုမြည်သူမှ မစားရတော့ပေဘုံဤသည်ကျွန်တော်တို့လို ကလည်းပင်ဟင်းရှင်ရဲ့ဟင်းကိုစားသူမဟုတ်သည်ဖြင့်ဘုံဤအတွက်ငဲ့ညာရမည်ဟုမအမေကအမိတ်တည့်ရထုတ်ပြန်ပါလေသည် ဘုံဤကိုအလိုလိုက်ရာတွင်မအဖေလောက်ဆိုလျင်ကျွန်တော်မပြောလို့တော့လေမအမေကတော့ပို့ရခဲ့သည်ဘာမဟုတ်တော့ခွေးတလိမ့်ဆန်တကောင်ကိုဤမြအလိုလိုက်အေးပေး၍ယူရမျက်နှာလုံနေကြသည်ကိုကျွန်တော်ကမနှိမ်ညွန်းနိုင်တကယ်ဆိုလျင်ဘုံဤသည်မနှင့်မအဖေမေတို့ကိုလှုပ်ကြွေးတမှုပြုတ်နေသူမဟုတ် စင်စစ်မှာကျွန်တော်ကသာမနှင့်မအဖေမေတို့ကိုနေရှိသည်၍လှုပ်ကြွေးနေရသူဖြစ်သည်ထို့ကြောင့်ခွေးတလိမ့်ဆန်ဘုံဤထက်လူကမွေးထသော မအဖေမေတို့ကိုလှုပ်ကြွေးတမှုပြုနေတော့ကျွန်တော်ကိုပို့၍အရေးပေးအလိုလိုက်ကြဖို့ကောင်းသည်ဟုကျွန်တော်ကထင်သည်ဘိုးနီသည် ခွေးတလိုက်ဆန်အစားသမားကျွန်တော်က လူသားတရားမနှင့်မအဖေမေတို့ကိုလှုပ်ကြွေးတမှုပြုနေသူတို့တော့မနှင့်မအဖေမေတို့ကတော့ကျွန်တော်ကိုအရေးမဆိုင်ကြဘိုးနီလောက်ပင်ကျွန်တော်ကိုအရေးဆိုင်စရာမလိုဟုအထင်ရောက်နေကြသလားမသိထို့ကြောင့်ဘိုးနီကိုအကြောင်းပြု၍ကာလကြာလာသောအခါကျွန်တော်မှာ မအဖေမေတို့ကမုံဒီလာပါတော့သည်အဟိတလိဆန်တကောင်ဖြစ်သောခွေဘူနီနောက်ကိုမှ ကျွန်တော်ကိုအေးမထားကြတော့မအဖေမေတို့ကို အဖေမှာကျွန်တော်မမုံပဲနေနိုင်ပါမည်နီလာစားပိုင်းဖြစ်သောတနင်းခွေနေ့တရက်ဖြစ်သည်ကျွန်တော်သည်မဂ္ဂဇင်းအခန်းဆက်ဝိထုရှိကြီးတဲ့ပုဒ်ကိုစိန်ပြင်းနေပြေဖတ်နေ၏ထို့တနေ့ကမာနေမအဖေမေတို့ကအိမ်လေသွားနေကြသည်ဖြင့်အိမ်တွင်ဘိုနီနှင့်ကျွန်တော်သာရှိသည် စာတဏှာီလောက်ထိုင်မှပြီးသောအခါအိမ်သာသွားရင်လာတဲ့ဖြင့်ကျွန်တော်သည်အိမ်နောက်ဖေးသို့ထွက်လာသည်ဖက်လက်ဆနှင့်မို့မဂဇင်းစာအုပ်ကိုခုံပေါ်တွင်ပေါက်လျက်တင်ထားပြခဲ့သည်အိမ်သာကပြန်လာသောအခါကျွန်တော်မှမျက်လုံးပြူသွားသည်ဘိုးနီသည်ကျွန်တော်တင်ထားပြခဲ့သောမဂဇင်းစာအုပ်ကိုဆက်ရက်တည်း15ရက်တည်းကိုက်ဖဲ့ဆုပ်ပြတ်ထားပြီးဖြစ်သည် စာရွက်တွေမှာဘူနီကြိုက်ဖြတ်ထားသောအဆွဲပေါက်ရာတွေနှင့်စုပ်ပြတ်တတ်ပြီးဧကန်တစ်ခုလုံးနဲ့ပြန့်ကျဲနေလေသည် မမြင်စဘူးမြင်ရသောဤမြင်ကွင်းမှာအမှန်တကယ်မူအံ့ဩစရာပင် ဖြစ်၏ကျွန်တော်ဤအိမ်သို့ရောက်နေသည်မှာ၆လကျော်သွားပြီဖြစ်တော်လေဘိုးနီသည်လူအတုံးအဆောင်ပစ္စည်းပစ္စည်းများကိုကိုက်စီးပျက်စီးတတ်သူမဟုတ်တခါမှလည်းမမြင်ဘူးမတွေ့ဘူးပဲအကယ်၍ဘိုးနီသာဤသို့ဖြက်စီးပစ်တတ်ပါလျင်လေဤအိမ်တွင်အဝိအစင်ဆို၍လူတွေဝိစင်စရာပင်ကြံတော့မည်မဟုတ်ပဲ ထို့ကြောင့်အဘဲကြောင့်ဆိုသောဘုံဤသည်အထဲဝင်အပြင်ထွက်နှင့်ကျန်တော်မှတပါတအိမ်သားလုံးဤအလိုလိုက်အရေးပေရွရခြင်းကိုခံရသူမဟုတ်ပါလားယနေ့မှသာ9မိနစ်ကျော်ကျော်အချိန်ကလေးအတွင်ကျွန်တော်စာအုပ်ကိုရစရာမရှိအောင်လျှက်ရက်တပြည့်ကြိုက်ဖြက်ဖြက်စီးခြင်းပြီကျွန်တော်ကို တမင်မုန်းတိနေရေမဟုတ်ပါလားလူထက်ပင်လိမ္မာသည်ဟုသူတခင်များကပြောတော်ဘုံဤသည်ကျွန်တော်ပြစီမှန်သည်၍တမင်ကြိုက်ဖြက်ဖြစ်ရှင်လေလား ကျွန်တော်ကမုံဒီပြီကျွန်တော်ပစ္စည်းအားဖြစ်စည်းသောဘုံဤကိုကျွန်တော်ကတနာညတာရမည်လားဤမြဆိုသွန်းသော ခွေးတလိပ်ဆံကိုရောနေသော မနတိကာရာလက်လျူရှု၍အသိအတဲ့နှလုံးသွင်းရန်ကျွန်တော်တွင်ပါရမီတက်ခံမရှိပါချေထို့ကြောင့်ကျွန်တော်သည်ပြန့်ကျဲနေသောဆာရွက်တွေကိုမြင်ရသောအခါလွန်စွာပင်ဒေါသထွက်လာသည် ဤမြအစိုးသားရန်ကနေသောခွေးတလိမ့်ဆံကိုဒီတခါမှာတော့မှတ်လောက်သားလောက်ပညာပေးဆုံးမလိုက်မည်ဟုစိတ်ကိုဆုံးဖြတ်ကအိမ်ရှိတကားကိုအလင်းစလိုတွားပေးလိုက်။ရိုင်းကနေတကားပိတ်တန်ကြတော့မှဘူနေသည်။သူဤတမန်ရွေးကြထုံးစံအတိုင်းမျက်လုံးနီနီကြီးနေစာအုပ်ကိုကိုက်ဖြတ်နေရကကျွန်တော်အားတစ်ချက်မျက်စောင်းထိုးကြည့်သည်။ကျွန်တော်ဒီဘူနီအားရိုက်ပုတ်တက်ဖြတ်ရှင်နေတော်လေအခွင့်အခါမသားခင် ။ယနေ့ကကျွန်တော်မုံဒီနေသောဘုန်းကြီးအားလက်စားချေရန်အခွင့်အခါတည်နေပြီတကား။ခွေးတလိုက်ဆန်ဒီတခါတော့မင်းနဲ့ငါတွေ့ချပြီပေါ့ကွာ။ကျွန်တော်ဒီရင်းတို့ကြုံသွားပြီးနိုင်ရန်တွေချိတ်ဆွဲထားသောမအဖေဤတဝဲချိန်လုံးကိုလှမ်းဆွဲလိုက်သည်။ဘုန်းကြီးဒီကျွန်တော်ကိုအေးမဆိုင်သလိုဆုတ်ပြဲနေပြီဖြစ်တော့မဂဇင်းစာရွက်များကိုသူ့နေရာသို့ပင်ကြိုက်ချီ၍ယူသွားလိုက်သည်။ဤမြမခံလေးသားလို့သောဘုံဤကိုကျွန်တော်သည်တိခတ်နိုင်စွာမရှိတော့ဘီဖြစ်တဲ့ဖြင့် တဝဲချိန်လုံးကိုလေထဲသို့ဝှက်ရမ်းပစ်လိုက်သည်လေထဲတွင်ဝဲပြန်နေသောတဝဲချိန်လုံးသည်သူ့ကြောပေါ်သို့တဖြောင်းဖြောင်းကျလာတော့မှဘူနီသည်ဂိန်ဂိန်ဟုခေါ်ပြီးခုံအောက်သို့ဆင့်ပြေးသွားလေသည်ကျွန်တော်သည်ဒေါသဖြစ်ဖြစ်နှင့်ခုံချေတောက်နှင့်လွှဲကံပစ်ကဘူနီဘူနီကိုဇက်တိုင်တဖြောင်းဖြောင်းဖြင့်ရိုက်နှက်နေ၏ဘူနီသည်ဟိုပြေးဒီပြေးနှင့်စောက်တီရမရဖြစ်နေလေသည်ကျွန်တော်ကလည်းနောက်ကလိုက်၍ဆက်ရိုက်မြဲရိုက်နေလေသည် ကဲဖြက်စည်းအောင်ကွာဖြက်စည်းအောင်ဒီတခါတော့ငါအကြောင်းမင်းကောင်းကောင်းမှတ်ပြီလားဟဲ့ဟင်မင်းတခင်တွေဟဲ့မောင်းလွင်းမောင်းလွင်းဘူနီတော့တေးပါပြီခွေးကိုဒီလောက်တောင်ဘာဖြစ်လို့လိုက်ရိုက်နေတာရလဲဟဲ့တကားဖွင့်စမ်းကျွန်တော်စကားမဆုံးခင်မင်းငါဆိုးထိုးတာတမ်းများကြဲလောင်သွားတော့မအမေဤအော်လိုက်တန်ကကျွန်တော်စကားနေကျွန်တော်လက်ကိုရုပ်ရှင်ရက်တန်သွားစေသည် ။ဘုံဤကိုမဲပြီးရိုက်နေရကအင်ရှိသူလှမ်းကဲကြည့်လိုက်တော့အခါမအမေဒီတန်ဇကာပေါက်မှဒေါသအလျောက်ကျွတ်ကျွတ်မီမတက်ကျွတ်ထွက်သွားမတက်မျက်လုံးကြီးနဲ့ကျွန်တော်ကိုစိမ့်စိမ့်ဝါးဝါးကြီးစိုက်ကြည့်ကတကားဖွင့်နေခိုင်းထုံနောက်တွင်မာနဲ့မအဖေကိုလည်းတွေ့လိုက်ရသည်။သူတို့ဒီအိမ်လေလာရာကပြန်လာရပြီဖြစ်သည်ရှင်းလာသွားသောခွေးလိမ်မာလေးအားတေလူမျောပါရိုက်နေမှုကြောင့်သူ့အမေကြီးစီ၌အပြောဆိုခံရတော်မူကို အတက်တည်သောမာကကျွန်ုပ်အား အပြစ်တင်သောမျက်လုံးအစုံဖြင့်စိုက်ကြည့်လျက်ရှိသည်မအမေသည်ဒေါသနှင့်စောင့်ကြည့်အောင်ကြည့်အိမ်ထဲဝင်လာပြီးကျွန်တော်ကိုမေးခွန်းထုတ်ပါလိတော့သည်ကဲမင်းဘာဖြစ်လို့ဘုံဤကိုဒီလောက်တောင်ရိုက်ရတာလဲအဲဘာဖြစ်လို့လဲဆိုတော့ဒေါ်တော်ဟိုဟိုဟိုမှာကြည့်တော့စုပ်ပြဲပြန့်ကျဲနေတော့ဆာရွက်များကို ကျွန်တော်ကလက်ညှိုးထုတ်ပြလိုက်ဤအဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမှာလဲတော်တော်ခွေးလိမ်မာကြီးဘုံဒီပေါ့ ကျွန်တော်အိမ်သာခဏတက်နေတော့အသစ်ဆက်ဆက်မဂဇင်းစာအုပ်ကိုကိုက်ဖြတ်ထားတာလေဘိုနီကစာစာအုပ်ကိုကိုက်ဖြတ်ပြင်အောင်မင်းစာအုပ်ကဗမာထားလို့လေမင်းကရောစီးနဲ့ကန်းနဲ့ထားထက်လို့လားဘယ်မှာထားရမှာလဲဗျဖက်လက်ဆက်စာအုပ်မို့ဇပွဲပေါ်တင်ခဲ့တာလေခွေးကိုကတောင်းကျန်းလုံးတော့ဇပွဲပေါ်ကစာအုပ်ကိုကိုက်တာပေါ့ဗျမအမေဒီဘိုနီဘက်သို့တစ်ချက်လှက်ကြည့်လိုက်ဘိုနီဒီကျွန်တော်ရိုက်ထားတဲ့ပြင်ဟောဟဲဆိုင်ပြီးဇပွဲခုံအောင်တင်ဝင့်နေသည် မာကတော့ဘိုနီကိုက်ဖြတ်ထားတဲ့ဖြင့်ဧကန်းတွင်ပလူပြန်ပြန့်ကျဲနေသောစာရွက်များကိုလိုက်လံသိမ်းဆည်းနေသည်မအဖေကကျွန်တော်တို့ကြားတွင်ဘာမျှဝင်မပြောပဲခေါင်းရင်းဘက်ကလဲထိုင်တစ်လုံးတွင်ဝင်ထိုင်နေ၏ဘိုနီဟာတခါမှဒီလိုလူအသုံးဆောင်ပစ္စည်းပစ္စည်းရတွေကိုဖျက်ဆီးပစ်တယ်ဆိုတာမတွေ့ရမကြားရဘူးဘိုနီနဲ့တို့နေလာတာကလည်း၃လနှစ်ရှိပြီ ခုနှစ်မှသာမင်းစာအုပ်ကိုရွေးပြီးကြိုက်ဖြက်စည်းပြစ်တယ်ဆိုတော့မင်းကတမင်သက်သက်ဘုံနီကိုအပြစ်ချခြင်းလို့လားမသိတာဒေါ်တော်တို့ဘုံနီကိုကျွန်တော်ကဘာဖြစ်လို့အပြစ်ချရမှာလဲဗျဒေါ်တော်မယုံရင်ဟိုမှာကြည့်ပါလားစာရွက်တွေတောင်သူ့ကြိုက်ချီထားလို့သူ့နေရာသူပဲရှိနေသေးတာကျွန်တော်ကဘုံနီနေရာ၌ပြန့်ကျဲနေသောစာရွက်ထုံများစီသူဒေါ်သားနှင့်လက်ညှိုးထိုးပြ၍ပြောသည်တို့မရှိတော့မင်းပြောသလိုဖြစ်တာဗောဘုံနီဟာလူထက်လိမ်မာတာဤတို့ပစ္စည်းဆိုရင်ဘယ်တော့မှမဖြတ်စည်းဘူး ခုမှမင်းစာအုပ်ကိုကိုက်ဖြတ်စည်းပြတာဆိုတော့မင်းလိုဆောင်ကြွားဆောင်ကြွားကြက်ကန်ကန်အကောင်မျိုးကိုဘိုနီကအမြင်ကတ်လို့နေမှာပေါ့မအမေစကားတွေကြောင့်ကျွန်တော်ဒီလွန်စာဒေါသထွက်သွားကြီးဘိုနီကိုက်ဖြတ်ထားကြောင်းလက်တွေအကောင်ထဲတက်တည်အထောက်ထားပြလျက်နေပြီဘိုနီဘက်ကရှေ့နေလိုက်နေတာကျွန်တော်ကသာဆောင်ကြွားကြွကြက်ကန်ကန်အကောင်မျိုးဦးနှိမ့်ချပြောလိုက်တယ်ကိုမခံချင်စိတ်နဲ့ကျွန်တော်ကလည်းဒေါသလျောက်ပြောမိ ဟုတ်မယ်ဟုတ်မယ်ကျွန်တော်ကိုအမြင်ကတ်လို့ကျွန်တော်ပစ္စည်းကိုဖျက်ဆီးရင်ကျွန်တော်ကလည်းအမြင်ကတ်လို့ရိုက်တယ်ဒါပဲဟဲ့ဘာပြောတယ်အမြင်ကတ်တိုင်းလက်ရိုက်နေအောင်နေက နေမွေးထားတဲ့ခွေးမဟုတ်လားအဲ့ဒီဟာကကျွန်တော်ကကျွန်တော်မမွေးထားပင်မဲ့ကျွန်တော်စာအုပ်လုပ်တာလေမတရာရေစာအချောင်ခိုစားနေတဲ့ခွေးစိုးကိုကျွန်တော်ကရိုက်နှက်ဆုံးမနိုင်နဲ့ခွေးဆိုတာလူကမွေးထားတာဗျာ လူကထမင်းစားရင်ခွေးကထမင်းပဲရေပဲတောက်ရမယ်အခုတော့ဒီအိမ်ကခွေးကဒီလိုမဟုတ်ဘူးလူကကော်ဖီနဲ့နံပြားနဲ့စားရင်ခွေးကကိမ့်မုံနဲ့ဟောလင်းနဲ့မှဒီကြားထဲလူအသုံးဆောင်ပစ္စည်းတွေကိုဖျက်ဆီးသေးတယ်ကျွန်တော်တို့အမျိုးမှဒီလိုခွေးမျိုးကိုအိမ်ဦးခန်းတင်ပြီးကိုးကွယ်နေတာမရှိဘူးဗျကျွန်တော်ဒီအရရအလားလားကအောင်အင်းမျိုးတိတ်ထားခဲ့ရတော့ဘုံဤအပေါ်၌မကျင်တဲ့ချက်များကိုဒေါသနဲ့ဖြွင့်အပ်လိုက်မိသည် ဘယ်ရှိမလဲနင်တို့အမျိုးတွေကခွေးလောက်မှမလိမ်ပါလားဒီလိုခွေးမျိုးနင်တို့အမျိုးတွေတဲ့လိမ်ပါတယ်မှတ်ထားဒီခွေးကိုမကြည့်ဖြူရင်တို့ကိုမကြည့်ဖြူတာနဲ့အတူတူပဲဩဒီလိုဆိုရင်ခမည်းတော်ကဘုံနီနဲ့အတူတူပဲပေါ့ဟုတ်တယ်အတူတူပဲဟဲ့အတူတူပဲနင်ဘာပြောချင်သေးလဲဒီခွေးကိုမကြည့်ဖြူရင်နင်မာတာနင်တခြားမှာသွားနေခွေးလောက်မှမလိမ်ပါနဲ့အကောင်ခွေးနဲ့ဖက်ပြီးရံဖြစ်နေရတယ်လို့ကြားလဲမကြားဘူးပါဘူးတော့ ကျွန်တော်တို့အမျိုးကခွေးနဲ့အတူနေတဲ့အမျိုးမဟုတ်ဘူးဗျာခွေးနဲ့အတူနေတဲ့အမျိုးမခွေးနဲ့နှိုင်းပြရမလားဟုမရှိအောင်နာတော့ကျွန်တော်ကလည်းရောက်ခမကိုအာနာယိုတရားမှမသိအောင်ရိုင်းရိုင်းပြပြပြောချလိုက်ပြီအောင်မနင်းကဒိုးကိုလှုပ်ကျွေးနေရတယ်ဆိုတော့မာနာနဲ့ပေါ့လေနင်းလှုပ်မကျွေးတဲ့ဒိုးကထမင်းက မသိဘူးဟဲ့သွားသွားသွားကြိုက်တဲ့လမ်းကကြွတော်မူပါ ဤသည်တို့မှလည်းအမှန်တကယ်ဆိုရမူလူထက်လိမ့်ပါတော့ဘုံဤသည်ကျွန်တော်အားအိမ်ပေါ်ကနှင်းချခြင်းဟုဆိုရပါလိမ့်မည်ကျွန်တော်မာတို့အိမ်ပေါ်ကဆင်းလာ၍တလားလောက်အကြာတွင်ကျွန်တော်အဖေမေတို့ကကျွန်တော်အားမာတို့အိမ်တို့တဖန်ပြန်ပို့လိုက်ကြပြန်သည်ကျွန်တော်မာတို့အိမ်တို့ရောက်သည့်နေ့ကစ၍ယနေ့အထိဘုံဤနှင့်ကျွန်တော်မှာကင်းကင်းရှင်းရှင်းနေရသည်ဘုံဤနှင့်ကျွန်တော်လုံးဝမပတ်သက်တော့ပေထို့ကြောင့်လည်းယနေ့ဘုံဤနေမကောင်းဖြစ်နေမှန်းသိတော်လဲဘုံဤအကြောင်းနေမကောင်းဖြစ်ရသည်ကိုပင်ကျွန်တော်ကမမေးမိ ဘုံဤအကြောင်းဆိုလျင်ဥပ္ပခာပြုနေလိုက်သည်ဘုံဤတေပီကိုဘုံဤတေပီဖြစ်တေပီဖြစ်တယ်ဆိုတဲ့အကြောင်းမနထမှာမာကပြောသည်ကျွန်တော်မုံဒီနေသောဘုံဤတေပီဟုဆိုသောအခါလောကတစ်ခုလုံးတွင်တားတက်ရောက်နေကျွန်တော်မှာဝမ်းသာလို့မဆုံးဖြစ်သွားသည် အဘဲကြောင့်ဆိုသောဘုမတိဘာမတိဘောနီတေပြီဆိုသောအခါကျွန်တော်စိတ်ထဲမှာဝမ်းမသာသည့်အပြီးယင်ထဲကလည်းဟာနေမိသည်ဟင်းလင်းလင်းလေဟာပြင်တစ်ခုမှတယောက်ထဲလမ်းလျှောက်နေရသလိုခံစားမိသည်နေ့စဉ်နေ့အမျှမြင်နေကြည့်နေရသောဘုံဒီကိုလည်းကြည့်ချင်းမြင်ခြင်းစေကျွန်တော်စိတ်ထဲ၌အလိုလိုပြည့်တည့်၍လာပြန်သည်ကျွန်တော်သည်ဘုံဤအလောင်းကိုကြည့်ရှုရန်အပြင်သို့ထွက်လာမိ၏အပြင်သို့ရောက်၍ဘုံဤအလောင်းကိုမြင်ရသောအခါအရရက်အလလကား ။ဘုံနိအာမုံတိလာတော့ကျွန်တော်စိတ်များမှာဘယ်ဒီလိုလွင့်ပြေပြောက်ွယ်သွားသည်မသိပေ။ယင်ထဲမှာဝမ်းနေကြေကွဲစိတ်တွေဖြစ်ပေါ်လာမိ။ကျွန်တော်စဉ်းစားမိသည်။သူတို့ဦးတယောက်အားထာဝရမုံတိရဲ့ရနေတော်လေ။အမုံကုံသွားသောအခါကျင်နာတနာချင်းတို့ပင်စိတ်ကကူးပြောင်းသွားတတ်လေသလား။ချစ်ချင်းမုံချင်းဆိုဒီမှာအမှန်က၃နှစ်လေးလို့ကြောချင်းကန်နီးလျက်နေဝင်းနေချင်းများဖြစ်နေပြီလား၃ကိုတစ်ဖက်သို့လှည့်လိုက်တော့အခါ၄ဖြစ်လာတယ်လို့ လေးကိုတစ်ဖက်သို့ပြန်လှည့်လိုက်သောအခါသုံးဖြစ်လာသည်မဟုတ်ပါလားအရှိဤအဆုံးသည်အမုံဖြစ်၍အမုံဤအဆုံးကအရှိတည်တာဖြစ်ရပေမည်အခုကြည့်ပါဦးကျွန်တော်အစင်သာဝရမုံဤလာခဲ့သောဘုံဤကိုယနေ့၌ကျွန်တော်တနာမိရှင့်မိနေလေပြီအမုံဤအဆုံးတစ်ဖက်ဆုံး၌ရောက်လာသောအခါကျင်နာတနာချင်းဆိုသည်မှာအလိုလိုပေါ်လာရှိတော့သည် နောက်တစ်ချက်ကလူသူမနီးသောတောမြိုင်ကြီးထဲတွင် ရက်ဆက်ကြံထုတ်စွာကြီးပြင်းလာခဲ့သောရှင်သေးကျက်တင်များသည်ပင်တခါတခါလူတို့အားလိန်စိတ်နှင့်ပင်ဖြစ်ဖြစ်စစ်မှန်မှုမြတ်သောမေတ္တာစိတ်တတ်နှင့်ပဲဖြစ်ဖြစ်ရှ िख င်တွေ့တာသည်ဟုဆိုတတ်ကြလေယခုကျွန်တော်မုံတိနေသောဘုံဤသည်မအားညီ၍မိများရှင်းနေပါလိမ့်မည်ဆိုသည်ကိုကျွန်တော်တညာလုံးတွေးနေမိသည်ဘုံဤသည်လူနှင့်လူပတ်ဝန်းကျင်တွင် မွေးဖွားပြီးကြီးပြင်းလာသောမဟုတ်ပါလားဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့မှာအချိန်တစ်ခုပေးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ရှေ့ရသောညီကောင်မောင်နှမအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီနောက်ထပ်ဝတ္ထုတော်လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ